Chelsea တို့ကပါမပြန်လာပြီ။ပရိသတ်များအလုံးမဲ့မင်္ဂလာပါများ Blue Lion King ကတင်ဆက်နေပါ ರೀ ။ Chelsea ကွင်းလယ်ကစားမှာကိုပါမဟာကော်ပန်လေ့ကျင့်ရေးကွင်းမှာတဝူတဲ့လေ့ကျင့်များဆင်းနေတယ်လို့သိရပါ ರೀ ။ဒါကသူရဲ့စိတ်ဓာတ်အလုပ်ကြိုးစားမှု Chelsea အသင်းပေါ်တာဝန်ယူမှုကိုပြသတဲ့အထင်ရှားဆုံးအချိန်ဖြစ်ပါ ರೀ ။ Going injury ပေါင်ကြံတရားရဲ့နောက်ဆက်တွဲဖြစ် recovery phase ပြန်လည်ထောင်ရေးကာလအထဲမှာပဲဖြတ်တန်းနေရသေးတဲ့ပါမဟာ full team training မမွေရသေးပေမဲ့ Mandy Focus စိတ်ပိုင်းဆိုင်ရာအောက်ဆူဆိုင်မှုနဲ့ rehab discipline စီကံကြပြန်လည်ပြင်ဆင်မှုရှိရှိနဲ့အခုလိုကြိုးစားနေတာကြောင့်ချယ်ဆီပရိသတ်တွေရဲ့လက်ခုပ်တီးချီးကျူးမှုကိုခံနေရပါတယ်။ဘာမှကစတင်မာ20ရာနှစ်ကကစားခဲ့တဲ့မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာပေါင်ကြံတရာရရှိခဲ့တာပါ။အခုဆိုရင်ဘာမှရဲ့တန်ရာအခြေအနေကပြန်လည်သက်သာလာပြီဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိမှာတော့သူတို့ရဲ့ recovery training ဆင်းနေပါတယ်။ချယ်ဆီနီးပြအန်ဇိုမာရက်စကာကလည်းကျုပ်တို့ရောကိုပါမားကိုပြန်ရဖို့တရက်ထက်တရက်နီးလာပြီလို့ကြွေးကြော်ထားပါတယ်။အော်တိုဘာ30ရက်နေ့မှာဘာမှက ကော့ဖန်မှာ training gear ဝတ်ထားတဲ့ပုံတွေထွက်လာပြီးတော့ Chelsea fan တွေရဲ့ကြားမှာဘာမှပြန်လာပြီဆိုတဲ့ကြွေးကြော်သံတွေနဲ့အားရဝမ်းသာရှိခဲ့ကြပါတယ်။ဒါပေမဲ့ Juventus.com မှာ reality check တစ်ခုထွက်လာပြီးတော့ဘာမှက slider ဝတ်ထားသေးတဲ့အတွက် pitch drills မလုပ်သေးဘဲနဲ့ indoor rehab ထဲမှာရှိနေတယ်လို့သုံးသပ်ဖော်ပြခဲ့ပါတယ်။ဘာပဲပြောဘာမှပြန်လာတယ်ဆိုတာသတင်းကောင်းပဲဖြစ်ပါတယ်။ Chelsea ပြည်သက်တွေအားလုံးလည်းသူ့ကိုစောင့်မျှော်နေကြပါတယ်။